ပါနိုင်ငံအားဗဆာနိုင်ငံရဲ့ဆိုတော့ဒီကိအဖြစ်နေတဲ့အခုစစ်စေးရေးဟာမြန်မာနိုင်ငံဒီအာရှနိုင်ငံတွေမှာရုရှားကိုပထမဦးဆုံးဖောက်ပြန်နေတာဖြစ်မှာအားလုံးကိုတွေ့ဆုံလိုက်တော့ဗျာဟိုတနည်းအားဖြင့်အဲ့မှာအစည်းအဝေးပေါ့ရှေ့ရှိဘိုင်းစီဘွားကြီးပေါ့အဲ့ဒီစီဘွားကြီးမှာစီဘွားကြီး forum မှာသူ့ကိုလက်ခံတွေ့ဆုံလိုက်တာကိုကျွန်တော်တွေ့ရတယ်ဒါကတော့မကောင်းတက်လို့ဆိုတဲ့ပုံစံမျိုးဒီတစ်ခါကျတော့မကောင်းတက်လို့လည်းမဟုတ်ဘူးကောင်းတက်လို့လည်းမဟုတ်ဘူးတမင်တကာကိုတစ်ဖက်ကလိုလိုလားလားနဲ့ဥမင်း online ကိုနိုင်ငံတော်အဆင့်ဖိတ်ပြီးတော့နော် အကဲတမနာကြီးအဆင့်ကလည်းတွေ့ရဆိုတဲ့ခါကျတော့ Omen Online ရဲ့ကန်တရားတွေဖုံးနေဖုံးကန်နေတက်လာမှရပါတယ်နော်အဲ့တော့ကျွန်တော်တို့အတိအမှတ်ပြပါပါဆက်တစ်ချိန်လုံးသွားတယ်ပထမတစ်ချိန်ကတော့မကောင်းတက်လို့တွေ့ခံလာရတယ်အခုတစ်ချိန်ကတော့မကောင်းတက်လို့ဆိုလာတယ်ဆိုလို့ရှိရင်တကယ်ကိုလူလူလာလာနဲ့ကြည်သူကြီးအဆင့်ဒန်းလို့ level ပေးပြီးဆက်ဆံခံရတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ Omen Online အဲနောက်ဆုံးပိတ်တော့ဇွဲဆုလည်းရသွားသလိုသူကလည်းတမနာကူတီအနေနဲ့သူလာတော့ညာလည်းပဲသူမတွေ့တော့ညာလည်းပဲဒီပုံကောဟာနော်နောက်ဆုံးပိတ်ပေါ့ အဲသူများတွေလို့တော့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့များဒါကျွန်တော်တို့တတိပုဗ္ဗကခန်းစားခြင်းနဲ့ဒါရှုမြင်သုံးသပ်မှုတစ်ခုပါသူ့ကိုလက်ခံတွေးဆလိုက်ပြီးတော့ဟလာတကယ်ကိုယုံကြည်သွားတဲ့အဆင့်ကိုရောက်သွားတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။နော်ယုံကြည်သွားပါတယ်။အဲ့တော့ယုံကြည်သွားတယ်နောက်တစ်ခုကတော့အဲ့လိုယုံကြည်သွားခြင်းအဖြစ်ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ခါကျတော့နိုင်ငံရေးအဖြစ်ပေါ့နော်အကောင့်ဘက်ကကျွန်တော်တို့တွေးကြည့်ကြပါဆိုအကောင့်ဘက်ကပဲအကောင့်ဘက်ကအကောင့်ဘက်ကကျွန်တော်စဉ်းစားမယ်။နိုင်ငံရေးဘက်ကကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရေးညနေစာမှာရုရှားရဲ့ထောက်ခံမှုအပြည့်အဝရရှိသွားတယ် အဲဒါကအခုဥမဲအောင်လာရရှိလိုက်တဲ့အကျိုးစီးပွားပါเนาะအဲနောက်တစ်ခုအနေနဲ့ကရုရှားနဲ့လိုအပ်လာလို့ရှိရင်စီးရေးနိုင်ငံရေးအားလုံးပူးပေါင်းဆောင်ရွက်မှုတွေစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေစွမ်းအင်ဂါနာပူးပေါင်းဆောင်ရွက်မှုတွေဒီပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရရှိသွားတဲ့အတွက်ကြောင့်မလို့ဥမဲအောင်လိုင်းကခင်ဗျားတို့ကျွန်တော်တို့ထင်ထားတာကပို့ပြီးတော့ကိုအခုဟာအဆင့်တန်းမြင့်တဲ့အဆင့်ကိုကျွန်တော်တို့ရောက်သွားပါပြီခင်ဗျာเนาะရောက်သွားပါပြီအေးကောင်းတော်တို့မဟုတ်ပဲနိုင်ငံကောင်းတော်တို့ကဘယင်တို့ဖြစ်တယ်လို့တင်စားပြောလို့ရပါတယ်ဒါကြောင့်ရုရှားနိုင်ငံရဲ့နိုင်ငံတည်ငြိမ်မှုပြပြအောင် တော့တုံ့ပြန်တဲ့အထူးစစ်စီရေတုံ့ပြန်မှုဆောင်ရွက်နေကြတယ်ကျွန်တော်နေနဲ့ပြုတ်ဝနားလေအကြောင်းအဆွေတော်ရဲ့ခမပြတ်သားတဲ့ဥဆောင်မှုမှာငိုချအောင်မယ်လို့ယုံကြည်တဲ့အကြောင်းပြောလိုပါတယ်မြန်မာစကားမျိုးတစ်ခုရှိပါတယ်တရားတော်စေအောင်ရမည်ဆိုတာစကားပေါ်ကိုရှိပါဒီနေရာမှာခက်ခဲတွေလည်းကျွန်တော်အများကြီးကြုံပါတယ်ဒီအချိန်မှာနိုင်ငံတကာမျက်နှာစာမှာအဆူရောဒွေနိုင်ငံရဲ့အပိကူကြီးထောက်ပံ့မှုထောက်ခံမှုတွေနဲ့ကျွန်တော်တို့လည်းနိုင်ငံတကာမှာရင်ဆိုင်နိုင်ရရင်ရင်ဆိုင်နိုင်ခြင်းပြတ်ပါ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရုရှားခီးစင်နဲ့ပတ်သက်ပြီးကိုမောင်မောင်သုံးသက်ချက်နဲ့အတူကရင်နီတပ်များတနစ်ကြော်ကြားတင်ထားသည့်မိုးပြဲမျိုးပြန်ရရန်စစ်ကောင်စီကြိုးပမ်းနေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်ကရင်နီတော်လန်ရေးတပ်များတနစ်ကြော်ကြားတင်ပိုက်ထားသည့်မိုးပြဲမျိုးကိုပြန်သိမ်းယူရန် စစ်ကောင်စီတပ်ကယခု၂စမ်းပိုင်းမှစတင်ကတိုက်စစ်ဖွင့်လာတယ်လို့ဘောလခဲဘက်ကလည်းစစ်ကြောင်းထုံးမှုများဆလုပ်လာပြီးစစ်ကောင်စီသည်မိုးပြဲမြို့ကိုပြန်ထိန်ချုပ်နိုင်မှသာလျှင်ပအိုးပြည်သူစစ်များလှုပ်ရှားသောပင်လောင်းမှတဆင့်စစ်ကူများပို့၍တော်လန်ရေးအင်အားစုစုမှုနှင့်မြေကရင်နီဒေသကိုပြန်ရယူရန်ကြိုးပမ်းမိဟုခံမှန်းရသည် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကိုကရင်နီပူပေါင်းတပ်များကပြန်လည်တိုက်ခိုက်နေရမျိုးပြင်ရှိခမရ422တပ်နှင့်မိုးပြဲမျိုးအကြရှိသောစစ်တပ်ကကင်းစခန်းတချို့ကိုပါကရင်နီတပ်များကတင်လိုက်ပြီးနှစ်ဆန်းကလေးကပြင်းထန်နေသောမိုးပြဲတိုက်ပွဲများကြောင့်ကရင်နီဒေသခံများတော်လန်ရေးရဲဘော်များလည်းအထိခိုက်ရှိနေသည်တရင်ကောင်းရဲ့နောက်မှာကျွန်တော်တို့နည်းနည်းလေးပေါ့ဝေဖန်ရမယ့်အကြောင်းရှိသလိုဒါတရင်ကောင်းလည်းရှိပါနော်အဲ့ဒါကြောင့်ပါလဲဆိုတော့ ကျွန်တော်အားလုံးဒီနေ့ပြုပြန်နေအောင် online ပေါ်မှာပျော်ရွှင်တဲ့တွေပျော်ရွှင်ကြတယ်ဝမ်းသာတဲ့တွေဝမ်းသာကြတယ်ကျွန်တော်ကြားလဲနိုင်ငံရေးသတိစီးရေးသတိအနေနဲ့ဒီအချင်းအောင်ရှုမြင်ပါလေအဲ့တော့ဦးမင်း online ရုရှားသမ္မတနော်ဗလာဒီမီယာပူတင်ရဲ့ဖိတ်ခေါ်ချက်ရရုရှားနိုင်ငံကိုသွားခဲ့တဲ့ကိစ္စလေးပေါ့ဗျာနော်အဲ့ဒါလေးကိုအဓိကဖိတ်ပွင့်လို့ကျွန်တော်ဒီနေ့ပြောမှာပါအဲ့တော့ဒီလိုမျိုးသွားလိုက်ချင်းဒီခီးစဉ်ကဘာကိုပြလိုက်တယ်လဲဆိုလို့ရှိရင်တော့ဦးမင်း online ကအခုလက်ရှိရှိနေတဲ့အင်အားထက်သူအင်အားကိုကောင်းသွားတော့သွားတွေ့ရတယ် င်္ဂလာပါခင်ဗျာတွင်ရပကောင်းသားပြီတွင်ရပကောင်းသားအတွက်ကြောင့်မလို့သူရတစ်ဖက်အဖွဲ့စည်းအုပ်စုတွေအကောင်လုံးဟာအများကြီးနှိမ့်သွားပြီအဲ့တော့ဟိုလက်ရှိခုဖြစ်တဲ့နေရာအခြေအနေမှာပေါ့နော်နိုင်ငံနဲ့တဝန်းပေါ့အကျန်းဖက်မှုဒီစစ်ရေးဒီစစ်ပွဲတွေဖြစ်နေတော့ညာလေပဲအခြေအနေရရကိုနိုင်ငံရေးပါဝါပေါ့နော်ဟိုဘယ်ဘက်ချမ်းကဘလို့နိုင်ခဲ့တယ်လဲဥပမာဒီ NASA ကနဲ့ဒီကျွန်တော်တို့ဒီတော်လိုက်အုပ်စုပေါင်းစုံပေါ့ဗျာနော်အဲ့ဒီရောင်းဆောင်တကောင်အားလုံးနဲ့ရှင်းကြည့်မယ်ဆိုဘယ်ဘက်ချမ်းကပို့ပြီးတော့ AR ပို့ပြီးတော့တောင်းလာတယ်လဲဆိုလို့ရှိရင် နောက်စားကဘက်ကနိုင်ငံရေးပါဝါတောင်းလာတယ်အဲစီရေးပါဝါပေါ့နော်လက်နက်အင်အားပါဝါတွေတောင်းလာတယ်အဲပြီးတော့လရှင်ပို့ကောင်းလာတယ်ပို့ကောင်းလာတော့ကျွန်တော်တို့သွားတွေ့ရတယ်အဲတစ်ဖက်ဒီပေါ့ဒေါ်လာရေးအုပ်စုဒီရောင်းတဲ့ပုံများကတော့လုံးဝအဖြစ်ဖြစ်ဖြစ်မိန့်ကြသွားတဲ့အခြေအနေမျိုးတွေပဲကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့ဒါကြောင့်မလို့တော့အခုဒီနေ့ရုရှားပေါ့နော်ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ဥမင်းအွန်လိုင်းရဲ့ခီးစဉ်ဟာဆိုလို့ရှိရင်တော့ဥမင်းအွန်လိုင်းကိုပါဝါတွေနော်စွန့်အင်တွေနှစ်ဆနှစ်ဆတို့သွားပါစေတယ်အဲ့ဒါကြောင့်ရှိပြရဖြစ်တယ်ဥမင်းအွန်လိုင်းအပြီးထောက်ခဲ့တဲ့အားလုံးလက်ကမောင်းခတ်တဲ့အချိန်ပါပဲခင်ဗျာ အမောင်းခတ်တယ်ပါလေမင်းတို့မကြိုက်တော့ဘူးပါလေဆိုတော့ကျွန်တော်တို့ကတော့ဗျာဟိုအမေအွန်လိုင်းကိုကြိုက်တာမကြိုက်တာအပထားသူဒီခုလက်ရှိချိန်မှာအဲဒီပေါ့နိုင်ငံရဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်နိုင်ငံခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက်နိုင်ငံကောင်းဖို့အတွက်သူလုပ်မြအရာတွေအားလုံးကောင်းဖို့အားလုံးအောင်မြင်ဖို့ကျွန်တော်အနေနဲ့တော့ဆန္ဒပြုတယ်နော်ဆန္ဒပြုတယ်အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဟဲ့ဆိုလို့ရှိရင်အမေအွန်လိုင်းအောင်မြင်ပါစေလို့ပဲကျွန်တော်အနေနဲ့ရာရာစိတ်ထောင်းပါတယ်နော်စိတ်စိတ်ထဲဆန္ဒရှိပါတယ်မင်္ဂလာပါကောင်းအောင်အပေးနေပါဟုတ်ကဲ့ပါအပေးနေကျေးဇူးတင်ပါတယ်အဲ့တော့အမေအွန်လိုင်းကဇေစုရသွားတယ်လို့ပြောလို့ရတယ် ဆဲဆူဆိုတာဗျာဦးမြောင်လာအနေနဲ့သွားခဲ့တာလဲဒီ rush out သွားခဲ့တာဆိုရင်အလုံးပေါင်း17ချိန်လောက်ရှိတာဟုတ်17ချိန်လောက်သွားခဲ့ပြီမဲ့သွားတဲ့အခါတိုင်းမှာအဲရုရှားနိုင်ငံကတာမန်အဆင့်ပေါ့ဝင်ကြီးအဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်နော်စေဦးစီချုပ်အဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်တော့တကယ်ထိပ်ပိုင်းကောင်းဆောင်နေဖြစ်တဲ့ဗလာဒီမီယာပူတင်တို့လိုတကယ်ဝင်ကြီးချုပ်တို့လိုအဲနောက်ထပ်ဒီနိုင်ငံသားဝင်ကြီးတို့လိုနဲ့တွေ့ရတာတော်တော်လေးကိုခဲရင်တာကြီးပြောသွားတွေ့ရတယ်ပေါ့နော်အဲ့တော့အဲတဖြည်းဖြည်းဖြည်းသူလည်းသူကလည်းတော်တော်သီးခံနိုင်တဲ့သူကြအာတော်တော်လေးကြိုးစားတယ်သူမှမမမမဆိုတော့တိတ်မတွေ့ရဘူး မာမာနပေါ့သိမလားငါ့ကိုဒါမျိုးဆက်ဆံလိုက်တယ်ဆိုတဲ့မာနမျိုးသူ့မှာမရှိဘူးအဲ့တော့ဒီကူကတော့ဦးမေအွန်လိုင်းရဲ့ဘာကြောင့်လဲတော့ကျွန်တော်တို့ပြောရဘလို့ conversation တုံးတက်ရတာဒါဟုတ်ကိုခက်ခဲပါလေနော်အဲ့တော့တော်တော်သုံးသက်ခက်ခဲပါတော့ပါတော့ညာလေးပဲတေချာတခုကသူဒီဇွဲကောင်းနေပါလေကျွန်တော်လူဆိုတော့ညာတော့ဘယ်လိုကောင်းဆိုလို့ရှိရင်ကိုယ်လည်းနိုင်ငံကောင်းတော့တယောက်ပဲကိုယ်လည်းစဟိုတင်တာဘူးကျုပ်တယောက်ပဲလေနော်ကိုတစ်ခေါက်သွားတယ်သူတို့စီကဒီလိုဆက်ဆံလိုက်တယ်ဒီဆင်းလာနေမယ်ဆိုလို့ရှိရင်တော့ကိုယ်လည်းနောက်တစ်ခေါက်သွားမှာမဟုတ်နိုင်ငံတော်ချီတူချီဆင်းနောက်တစ်ခေါက်လည်းကိုသွားချင်မှသွားလိုက်မှာတော့ပါတော့လည်းဒီလိုမျိုးသူကိုရုရှားအနေနဲ့ပေါ့နော် တဆင့်နိုင်သဘောတရားပုံစံမျိုးနဲ့သူ့ကိုဒီလောက်ထိဆက်ဆံခဲ့တာတော့မှပဲသူဒီဆွဲမလျှော့ပဲနဲ့ဆက်လက်စူးစမ်းစူးစမ်းရင်းနဲ့တော့ခုချိန်မှာအခုရုရှားနဲ့ရုရှားသမ္မတသမ္မတကြီးပေါ့ဗျာသမ္မတကြီးနဲ့အခုလိုမျိုးရုရှားသမ္မတဆိုတော့တကယ်ကပ္ပခေါင်းဆောင်ကြီးပဲကပ္ပမှာနာမည်ကြီးဆုံးနာမည်ကြီးဆုံးလည်းမှာပါတယ်ထရန့်နဲ့နီလာငါလာဆိုတဲ့တကယ်ကပ္ပခေါင်းဆောင်ကြီးပဲဒီလိုကပ္ပခေါင်းဆောင်ကြီးတယောက်နဲ့အခုလိုဖက်လဲတကင်း ရင်းနှီးစွာဆက်ဆံခွင့်ကပြီးရတဲ့ခေါက်ကတော့မှဒါကျွန်တော်တို့သုံးသက်ကြည့်လို့ဆိုလို့ရှိရင်ဗလာဒီမီယာပူတင်ကရှောင်လို့မရလို့လည်းအတွက်ကြောင့်မို့သူ့ကိုတွေးဆောင်လိုက်သွားလို့ကျွန်တော်တို့ကသုံးသက်တယ်နော်ဘာကြောင့်လဲဆိုအလုံးကိုတွေးဆောင်လိုက်ကြပါဗျာဟိုတနည်းအားဖြင့်အဲ့မှာအစည်းအဝေးပေါ့ရှစ်ရှစ်ပိုင်းစီးပွားရေးပေါ့အဲ့ဒီစီးပွားရေးမှာစီးပွားရေး forum မှာသူ့ကိုလက်ခံတွေးဆောင်လိုက်ကြအောင်ကျွန်တော်တို့တွေ့ရတယ်ဒါကတော့မကောင်းတက်လို့ဆိုတဲ့ပုံစံမျိုးဒီတစ်ခါကျတော့မကောင်းတက်လို့လည်းမဟုတ်ဘူးကောင်းတက်လို့လည်းမဟုတ်ဘူးတမင်တကာကို တစ်ဖက်ကလိုလိုလားလားနဲ့ဥမင်းအွန်လိုင်းကိုနိုင်ငံတော်အဆင့်ထိပ်ပြီးတော့နော်တကယ်သမရာကြီးအဆင့်ကလည်းတွေ့ရဆိုတဲ့ခါကျတော့ဥမင်းအွန်လိုင်းရဲ့ကန်တရားတွေဖုံးနေဖုံးကန်တွေတက်လာမှရပါတယ်နော်အဲ့တော့ကျွန်တော်တို့အတိအမှတ်ပြောရပါပါဆက်တစ်ချိန်လုံးသွားတယ်ပထမတစ်ချိန်ကတော့မကောင်းတက်လို့တွေ့ခံလာရတယ်အခုတစ်ချိန်ကတော့မကောင်းတက်လို့ဆိုရတဲ့ဆိုလို့ရှိရင်တကယ်ကိုလိုလိုလားလားနဲ့ကြီးတူကြီးအဆင့်တန်းတူ level ပေးပြီးဆက်ဆံခံရတာကိုတွေ့ရတဲ့ကြောင့်မလို့ဥမင်းအွန်လိုင်းအဲနောက်ဆုံးပြေတော့ဆက်စုလည်းရသွားသလိုသူ့ကိုလည်းသမရာဘူတီအနေနဲ့သူလာတော်냐လည်းပဲသူမတွေ့တော်냐လည်းပဲဒီပုံကောဟာနော် နောက်ဆုံးပိတ်ပေါ့အဲသူများတွေလိုတော့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့များဒါကျွန်တော်တို့တတိပုဂ္ဂိုလ်ခံစားခြင်းနဲ့ဒါရှုမြင်သုံးသပ်မှုတစ်ခုပါသူကိုလက်ခံတွဲဆောင်လိုက်ပြီးတော့ဟာလာတကယ်ကိုယုံကြည်သွားတဲ့အဆင့်ကိုရောက်သွားတယ်လို့ကျွန်တော်သုံးသပ်ပါတယ်နော်ယုံကြည်သွားပါလေအဲ့တော့ယုံကြည်သွားတယ်နောက်တစ်ခုကတော့အဲ့လိုယုံကြည်သွားခြင်းအဖြစ်ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ခါကျတော့နိုင်ငံရေးအဖြစ်ပေါ့နော်အကောင့်ဘက်ကကျွန်တော်တို့တွေးကြည့်ကြပါဦးအကောင့်ဘက်ကအကောင့်ဘက်ကအကောင့်ဘက်ကကျွန်တော်စဉ်းစားမယ်နိုင်ငံရေးဘက်ကကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရေးမျက်နှာစာမှာရုရှားရဲ့ထောက်ခံမှုအပြည့်အဝရရှိခြင်း အဲဒါကအခုဥမဲအောင်လာရရှိလိုက်တဲ့အကျိုးစီးပွားပါเนาะအဲနောက်တစ်ခုအနေနဲ့ကရုရှားနဲ့လိုအပ်လာလို့ရှိရင်စီးရေးနိုင်ငံရေးအားလုံးပူးပေါင်းဆောင်ရွက်မှုတွေစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေဒီပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရရှိသွားတဲ့အတွက်ကြောင့်ဥမဲအောင်လိုင်းကခင်ဗျားတို့ကျွန်တော်တို့ထင်တာကထပ်ပို့ပြီးတော့အခုဟာအစင်တန်းမြင့်တဲ့အဆင့်ကိုကျွန်တော်တို့ရောက်သွားပါပြီခင်ဗျာเนาะရောက်သွားပါပြီဥမဲအောင်လိုင်းကလည်းနားလည်ရခက်ခဲတဲ့အတွေးရှိတဲ့ပညာကြီးရဲ့သူဖြစ်မဲ့ထင်တယ်อืมမှန်ပါလားအဲ့တော့ ကိုမေအွန်လိုင်းရဲ့ဒါသူ့ရဲ့စုံမနေတော့ဇွဲပေါ့ဇွဲတော့တော်တော်ကောင်းတဲ့သူပါကျွန်တော်ကြည့်ရတာပေါ့နော်ဆက်တစ်ချိန်မှာပထမတစ်ချိန်ကတော့နှစ်ချိန်လောက်ဆက်တစ်ချိန်သွားတာမှာနှစ်ချိန်တွေးခွင့်ရတယ်ဆိုတော့ပထမတစ်ချိန်ကကျွန်တော်တွေးခွင့်ရတယ်ကျွန်တော်မပြောဘူးဘာကြောင့်လဲဆိုရင်အားလုံးလက်ခံတွေ့ရတယ်နော်လက်ခံတွေ့ရတဲ့ကြောင့်ဒါတတိတိကြပြီးရလို့ကျွန်တော်ပြောလို့မရတော့ဘူးဘသူလာလာကွာတွေ့မှာပဲအခုကျတော့သူ့အနေနဲ့ဒီကမ္ဘာခေါင်းဆောင်အဆင့်ပေါ့ဗျာနော်စူပါပါဝါနိုင်ငံကြီးတနိုင်ငံရဲ့တကယ်တကယ်ချင်းနော်ထရန့်လို့နိုင်ငံတကာကတော့မှဒါမျိုးအောချရအောင်တောက်တော့တယ်ပေါ့နော်ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်အဲ့လိုမျိုးခေါင်းဆောင်တယောက်ကို ကောင်းဆောင်ကြောင်းနဲ့ဒါမျိုးပဲဖလဲတကင်းတန်းသူအဆင့်ကဲခရမလင်ဆိုတဲ့နန်းတော်ကြီးနဲ့မှာတွေ့ဆုံခင်ရတာဟာအဲဦးမင်းအွန်လိုင်းရဲ့ဒီနှစ်ထဲမှာတော်တော်လေးအောင်မြင်မှုကြီးတဲ့တစ်ခုဖြစ်တယ်လို့သူတည်ဆောင်လာမဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေစီးရေးပူးပေါင်းဆောင်ရွက်မှုတွေအားလုံးဟာလေမြန်မာတနိုင်ငံလုံးအတွက်ဖြစ်မယ်ပြည်တော်စုစည်းမပြိုခွေးဖို့အရေးဖြစ်မဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝလုံးဝဦးမင်းအွန်လိုင်းအောင်မြင်လာတာကိုကျိုးစိုးတယ်အဲတဘောလေးကြပါလေသူ့ကိုကျွန်တော်ပုတ်ကိုရေးအားဖြင့်ကြိုက်ချင်လားကြိုက်မယ်မကြိုက်ချင်လားမကြိုက်ဘူးဒါနဲ့သူလုံနေတာအားလုံးကနိုင်ငံတော်အတွက်ဖြစ်တဲ့ကြောင့်နိုင်ငံတော်ကိုမျက်နှာမှုပြီးတော့သူ့ရဲ့ အခုလက်ရှိဆောင်ရနေတဲ့အားလုံးအောင်မြင်မှုတွေအားလုံးမှာကျွန်တော်လက်ကုပ်တည်သလိုဝမ်းမန်းတသာလဲပြောပြမိပါတယ်ခင်ဗျာနော်ဟုတ်ပြီအဲ့တော့အဲဒါမှမဟုတ်တဖက်ကပြန်ကြည့်ကြစို့ဗျာတဖက်ကပြန်ကြည့်မယ်ဟေ့ဆိုလို့ရှိရင်တော့အိုမဲ့အွန်လိုင်းအနေနဲ့ကရုရှားဆိုနိုင်ငံမျိုးကလည်းအဲသူ့တို့ရစရာတွေအများကြီးရသွားတယ်တုံတက်ရတာပါခင်ဗျာဥမာဖြစ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ထိုးတဲ့စာချုပ်တွေမှာဘယ်လိုမျိုးပေးရွေးရှိတယ်လေဟုတ်လားဘယ်နေရာတွေဘယ်လိုပေးရွေးရဆိုတော့ပေးရွေးရှိတယ်လေဆိုတော့ပွင့်လင်းမှုလို့လေကိုယ့်ဘက်ကလုံးဝအလျှော့ပေးပြီးတော့ အဲဒါမျိုးပေါ့ဒီလိုမျက်နှာစာဒီလိုအခွင့်အရေးမျိုးရဖို့အတွက်ကိုယ့်ဘက်ကလုံးဝအလျှော့ပေးသောနော်တနည်းအားဖြင့်ပြောမယ်ဆိုတော့ဗျာနော်ဟိုပြောရလဲခက်ပါလေကျွန်တော်တို့တနည်းအားဖြင့်အခြားစကားနဲ့ရှားခက်ပါလေနော်တနည်းအားဖြင့်ကိုယ့်ဘက်ကနေပြီးအလွန်အကျွံသူများသူ့ကိုမျက်နှာလောက်ကလွန်းနဲ့ဆွေးနွေးမိနိုင်မှုနဲ့ဒီသဘောတူညီချက်တွေဟေးဆိုလို့ရှိရင်လည်းအဲဒါကနိုင်ငံမျက်နှာကိုခင်ဗျားဒီမှာကြည့်ခဲ့လားနော်နိုင်ငံတော်တက်ဦးစားပေးခဲ့သလားသူ့တက်ပဲသူဦးစားပေးခဲ့သလားဆိုတော့ကျွန်တော်တို့ကဒါသတိလေးနဲ့တော့ လည်းလည်းဆောင်ကြည့်ရမယ်လေ။ဘာကြောင့်လဲဆိုလို့ရှိရင်စီးပွားရေးတွေစီးပွားရေးလုပ်ငန်းတွေအားလုံးတော်တော်များများကိုလက်မှတ်ထိုးခဲ့တယ်။ဟုတ်လား။နောက်တစ်ခုကထားပါတော့ကျွန်တော်တို့ Ukraine ကဖြစ်တဲ့စစ်မှာလည်းအဲ Ukraine ကနေပြီးတော့ဟုတ်လားလိုအပ်တဲ့ Ukraine မှာတိုက်ပွဲဖြစ်နေတဲ့လက်နက်လိုအပ်တဲ့လက်နက်တွေကိုစီမှာစစ်ဖြစ်နေတဲ့ကြားတွေကနေပြီးတော့ရုရှားကိုပေးခဲ့တာတွေလည်းသူနေနဲ့ဒါတွေကလည်းဟိုတနည်းအားဖြင့်ကြည့်ရမှာပေါ့နော်။ဒါပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့ကတော့လက်ခံနိုင်မယ်မယ်။အဲကိုဘကရန်ကြီးအ short ပေးတော့ဆိုလို့ရှိရင်တော့ short ပေးလို့လို့ရှိရင်ဒါကကိုအတွက်ကိုကြည့်တာမဟုတ်ပဲဖြစ်သွားတယ်နိုင်ငံအတွက်ကြည့်တာမဟုတ်ဘူးဖြစ်သွားတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ငါလုံခြုံရေးအတွက်ဆိုတော့ငါအစိုးရမကြရင်ငါမပြုတ်ကြရင်ဆိုတော့ ်ငါဘူးတပိုးနဲ့ဆိုလို့ရှိရင်တော့လေဒါနိုင်ငံအတွက်ညံ့အောင်လို့ကျွန်တော်တို့ကတော့ပြောလို့မရအောင်လေနော်အဲ့တော့ဒါကြီးကိုမေးယူလိုက်ပါနိုင်ငံရဲ့ဒီဘယ်ကောင်မျိုးစီးပွားရေးလုပ်ငန်းတွေနိုင်ငံရဲ့ရေးချီတဲ့အချက်ချာတွေအားလုံးကိုအဥမာဒေါ်အောင်ဆန်းစုကြည်တက်လာလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ကအမေရိကန်နဲ့နောက်အုပ်စုကိုပေးခြင်းတလို့နင်ရောယူဟဲဆိုပြီးတော့အမွေခွဲပေးတယ်လို့ဥမေအောင်လိုင်းအုပ်စုကလည်းသူတက်လာတဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုအဲ့ယူဟဲဆိုပြီးတော့အမွေခွဲပေးနေရဆိုတာကတော့နောက်ကအားပေးထောက်တယ်သူလည်းဘာမှထူးမှာမဟုတ်တော့ဘူးနော်ဥမေအောင်လိုင်းဒီဒေါ်အောင်ဆန်းစုကြည်လိုပဲဒီဘက်ကအမေရိကန်အမေရိကန်ကိုဖက်ယူဟဲဘယ်နေရာလိုချင်တယ်လဲအဲ့ပုံစံလေးပေါ့စီးအောင်မှရှိတယ်အခုချိန်ကြီးပေါ့နော် အစည်းအုံးတဲ့နေရာမှာအာကျွန်တော်တို့ဦးမြောင်နိုင်ကလည်းကျွန်တော်တို့နိုင်ငံကဗျာဟိုရုရှားကိုကူညီနိုင်တာဆိုတော့ဘာမှမရှိပါဘူးနော်ဥပမာပြမြောက်ကိုရီးယားမှာရုရှားကိုစစ်အင်အားပေါ့တောင်းနဲ့ချီပြီးကူညီနိုင်နေတယ်ကျွန်တော်နဲ့ရုရှားနဲ့ပေါင်းဖက်မှုပေါ့ကျွန်တော်နိုင်ငံနဲ့ရုရှားနဲ့ပေါင်းဖက်မှုမှာရုရှားကကျွန်တော်စီကရစီရဆိုတာဘာမှမရှိပါဘူးเนาะလက်နက်ရောင်းရင်တော့မှဈေးကောင်းရချင်မှရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့မှာရုရှားကကျွန်တော်တို့ကိုဒါအပေါင်းနဲ့ဆက်ဆံရေးဆိုသူ့အကျိုးစီးပွားကိုအကျိုးစီးပွားရှိတယ်ရုရှားရဲ့အကျိုးစီးပွားအတွက်ကကျွန်တော်တို့မှာသူ့ကိုပေးစီရဆိုလို့လုပ်ွက်နေရှိမယ်နော် ကျွန်တော်တို့တဘာဝတရားစာတော်လောက်ပဲရှိမယ်နောက်ထပ်ကျွန်တော်တို့ဒီဟိုရင်းနှီးစိတ်ကမ်းတွေရှိမယ်ပြီးတော့လို့ရှိရင်ဖိနန်ထွက်ပေါက်ပေးတာတွေရှိမယ်နော်ဒါတွေပဲကျွန်တော်တို့ကသူတို့ကိုပေးနိုင်မှာဖြစ်တယ်ဒါသူတို့လိုချင်တဲ့ channel ဈေးကွက်ကြီးကြီးမားမားတွေဒါဈေးကြီးပေးဝေတာတွေဒါတွေကဘာမှမလုပ်နိုင်ဘူးနော်ကိုယ်နိုင်ငံနိုင်ငံအခြေအနေတွေလို့ရှိရအဲ့တော့ရုရှားကိုပေါင်းတဲ့နေရာမှာခုဘက်ကပေါင်းရအောင်ဒါတွေပေးစပြီးမှပေါင်းတယ်ပေးစပြီးပေါင်းတဲ့အခါမှာလည်းဆက်ဆောင်နေခုဘက်ကလက်မှတ်ထိုးသွားတယ်ဟေ့ဆိုလို့ရှိရင်တော့ဒါကနိုင်ငံတက်ကြည့်တာမဖြစ်ပါဘူးကိုတက်ကိုကြည့်တာဖြစ်သွားပါတယ်နော်အဲအကြောင်းမို့လဲကျွန်တော်တို့အဲကျွန်တော်3လေးနဲ့တော့ကြိုးဆိုရအောင်မြန်မာလေးနဲ့ဆူတောင်းပါတယ်နော် တိလေးနဲ့တော့အကျိုးဆိုပါလေတရုတ်ကလည်းမြစ်ဆုံဖေးလိုက်တာလေဟလားနောက်ထပ်တရုတ်နဲ့ရုရှားဆိုငါအာနာရရင်ဒေါ်စုတီတို့အုပ်စုကလည်းငါအာနာရအမေရိကန်နဲ့အနောက်အုပ်စုအကုန်လုံးအကုန်လုံးကိုအခွင့်အစားပါစားပေးပြီးတော့တို့ဥမေအောင်လာရသူအာနာရလို့ရှိရင်တရုတ်နဲ့ရုရှားကိုဟလားပါစားပေးလွန်တာကြီးကြတော့လေကျွန်တော်တို့နိုင်ငံကပြည်သူလူထုတက်ဆိုတာမကြည့်ပဲနဲ့ငါ့အတွက်ငါအုပ်စုဆက်လက်တည်မြဲရင်ငါအုပ်စုအာနာရရင်ငါတီတန်ငါတီတန်ရေးဆိုတဲ့ငါဖို့ပဲကြည့်နေဆိုတယ်များနေလည်းမကောင်းသေးဘူးအဲ့တော့ဘာတွေလုပ်ခဲ့တယ်အဲဘာတွေနိုင်ငံအတွက်ဘာတွေကောင်းဖို့ဆိုတာကိုပြည်သူလူထုကိုပုံမှန်လေးချပြတင်တယ်လို့စစ်တပ်ကိုလည်းပုံမှန်လေးချပြတင်တယ်လို့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ခင်ဗျာနော် တော့ကွန်မန်ဟုတ်ပြီအဲ့တော့အဲနေကွန်မန်တွေကရုရှား60ရာတိုင်းလုံးမြန်မာ100ရာတိုင်းလုံးနဲ့ကြောင်းစားတယ်ဒါကြီးကဟိုတွေးထင်မှန်းဆောင်းမှုတွေပါအဲ့မဲ့ရုရှားလိုနိုင်ငံတမျိုးကဖလဲတကင်းနဲ့အရန်ကိုပေါ့နော်ဒီပူတင်ကိုတိုင်ကဖလဲတကင်းနဲ့ဒီလောက်လောက်ရတယ်ဆိုတဲ့ခါကြောင်လဲအဲဒါတုံတုံလုံးနည်းနည်းလေးပေါ့နည်းနည်းလေးစဉ်းစားကြရဖြစ်တယ်ပြည်သူလူထုကိုချပြပါဒီပေါ့နော်တဘာဝတရားစတာဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့သူအချိုးစီပါကိုအချိုးစီပါမျှတရရလားအဲ့ဒါလေးလေးပြည်သူလူထုကိုပွင့်လင်းစေချင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့လဲ တစ်ဖက်ကဆန္ဒပြောသလိုပေါ့ဗျာနော်ရုရှားက90ရာခိုင်နှုန်းနော်90ရာခိုင်နှုန်းကိုက10ရာခိုင်နှုန်းဆိုလို့ရှိရင်တော့ဒါကနိုင်ငံတကာကြီးကြတာပေါ့ကွာသူ့အတွက်သူကြီးကြတာဖြစ်တယ်နော်သူ၁၇ချိန်လုံးသွားခဲ့တယ်နေရာမရခဲ့ဘူးအဲ၁၇ချိန်လုံးသွားခဲ့မှ၂ချိန်၂ချိန်မှမှ၁ချိန်ပဲဖြစ်ဖြစ်မြောက်မြောက်ဒါမျိုးပေါ့နိုင်ငံတော်အဆင့်နေနဲ့သွားနိုင်တယ်ဆိုတဲ့ခါကြတော့အေးပေါ့အဲဒါတွေကအထက်အတွက်စဉ်းစားစရာတွေဖြစ်တယ်ဒါကျွန်တော်ကနိုင်ငံရေးအဖြစ်တော့နိုင်ငံအကျိုးစီးပွားအတွက်ကိုကျွန်တော်ကြည့်ပြီးတော့ပြောရမှာပါနော်သူ့တော့အောင်မြင်စေချင်တယ်နိုင်ငံအတွက်လုပ်နေတာကိုကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနော်မင်္ဂလာပါကုမ္မောင်းနဲ့မင်္ဂလာပါဟုတ်ပြီဟုတ်ပြီအဲ့တော့ ကမ္ဘာအချိန်ခွေရှာကြီးကလည်းကြောင်းနေသွားပြီ။အေးတကယ်၍သူလုပ်ခဲ့တဲ့အလုပ်တွေအားလုံးကနိုင်ငံအတွက်ကြိုးပြုနေဟဲ့နိုင်ငံကမျက်နှာမူလေဟဲ့ဆိုရှင်တေချာတယ်ခင်ဗျားတို့